ငါလို့ကျင့်နေပေနဲ့တတိမပြောက်သွားဘူးရုပ်ခန္ဓာဟာဖိုးဆော့ခံရတဲ့ကြောင့်မငြိမ်းဘူးတဲ့သို့တော့စင်ရင်ဝေဒနာတွေကငါရဲ့စိတ်ကိုမလွှမ်းမိုးနိုင်ဘူးတဲ့ဒါကြောင့်စင်ရင်ဝေဒနာတွေဘာဖြစ်လို့စိတ်မှာမလွှမ်းမိုးလဲဆိုတော့ဆရာတွေရှင်မှတင်ခဲ့တဲ့ဇန်တွေရှိဘလောက်ပြင်းပြင်းထန်ထန်ခံစားပြီးတာမန်လူဆိုလို့ရှိရင်အသက်တွေဘောလို့ရှိတာမဟုတ်ဘူးလားဒါပေမဲ့လောင်းတော်ရှေးကကျင့်ခဲ့တဲ့ပါမီတက်ခံနေရှိတယ်။ကြီးမားတဲ့ရွေးချက်ရင်းမှန်းချက်ရှိတယ် ရှိရဆရာတဲ့ရှင်မဇံကိုသင်ခဲ့ဘုရင်ဇံဝစားနိုင်တယ်တကယ်ဘုရားနဲ့ရင်ဆိုင်တဲ့အခါကျတော့စိတ်ဟာခံနိုင်တယ်ဒါကြောင့်တမာရီမရှိတဲ့သူဟာထုံကျင်ကြိုက်ခဲလာလို့ရှိရင်မခံနိုင်ဘူးဒါကြောင့်တမာရီရှိဖို့မလိုဘူးလားလိုတယ်ရုပ်လို့ဝေဒနာကိုရှုပ်မယ်ဆိုရင်တမာရီရှိဖို့လိုတယ်ဒါကြောင့်လို့မြတ်စွာဘုရားရှင်ကအလောင်းတော်ဘောဝအထဲကစိတ်မှာဆင်းရဲမရှိဘူးဒါမှမဟုတ်ဒီဘောဝကပြီးပြီးမျိုးပေါင်းဖြစ်နေတယ်နော် ခြင်းရရှိဘူးဒီလိုကြည့်လို့ပင်မဲ့ယောဂပေအဆုံးဆုံးဆုံးသိလူယောဘာချစ်ပင်မဲ့တရားနိလန်းလမ်းစာတော့မရဘူးတချို့စာပေမှာတော့ယောဂရေနတ်တွေကနေစောင်းပြီးပြီးတော့မရှုံးမတင်းစောင်းပြီးပြီးပြပြီးတော့မရှုံးမတင်းကျင့်ဖို့ဆိုပြီးတော့အကြံပေးတယ်လေဂိုင်လိုင်းလုပ်တယ်လို့ပါတယ်အဲ့လိုဟုတ်ပါမလားယောဂရေခုနကတော့မှနတ်တွေကသေးတာတော့မှ သေးသလားမေ့တာတော့မသိဘူးဟုတ်လားသေနေတာလည်းမသိဘူးမေ့နေတာလည်းမသိဘူးဉာဏ်သာဖြစ်ပြီလို့ပြောလို့ပြောလက်တွေ့ကျင့်နေတဲ့ယောဂရသူတို့သူတို့ဘုဘလို့ပုံသိမှာအဲ့ဒါကိုယောဂရအဲ့နတ်တဘာကစောင့်ကြည့်ပြပြီးတော့တိုင်တိုင်းလုပ်တယ်ဆိုပြီးတော့ရေးလိုက်တာတော်တော်လေးကိုပချုပ်ပချုပ်ကြာအထင်းထင်းသိတယ်ကွာဟုတ်ပြီလားကျတော့အဲ့ဒါမျိုးဥစဉ်အားရထက်မဟုတ်ဘူး အဲ့လိုဖြစ်သွားပြီဆိုတဲ့အခါကျတော့ဒီအကျင့်နဲ့တရားမရနိုင်တော့ဘူးဒီကတောင်းအောင်ဖြစ်ရင်ဒီဘယ်ဝင်ရသာရှိတော့တယ်အဲကြောင့်လို့စွန့်တော့စွန့်လို့ရင်ဘယ်အကျင့်ကိုကျင့်ကောင်းမလို့လို့အဲ့လိုစဉ်းစားတဲ့အခါကျတော့လေထုံမင်္ဂလာတုံးကအမှတ်မတင်ရှုသိရှုထုတ်ကိုကျင့်ခဲ့တယ်ရုပ်ရည်အဲ့ဒီအရာသာကိုပြန်ပြီးစဉ်းစားမိတယ် ဒေတင်္ဂလာတော့ဗာကျင့်ခဲ့တော့အာနာပါနာကျင့်ခဲ့ရွေကျက်တော့မရှိပေမဲ့မထမှန်ပဲနဲ့ရုပ်ကလေးအဲ့တော့ကကျင့်နဲ့ချမ်းသာတော့သူခံစားရတယ်။ဒါကြောင့်မလို့ရုပ်ကလေးဝင်လေတက်လေကိုတကယ်မိပြီးတော့တကယ်တက်ဝင်ပြီးဆိုရင်ချမ်းသာတယ်။ဝင်လေတက်လေမှားတာဘာလို့ပြန်မလဲလဲဆိုတော့အဲ့ဒါရုပ်ကလေးနေဝရဏမကင်းလို့ဖြစ်တာ။ကြည့်လိုက်တော့မကင်းလို့ဖြစ်တာ။ဝင်လေတက်လေကိုပြန်မှတ်မယ်ဆိုတော့အစာအာဟာရကိုပြန်စားပြီးတော့ပြန်ကျင့်တယ် အဲ့လိုအစာရပြန်စားတာနဲ့ရုပ်ကတော့ပြည့်စုံတဲ့သူတွေကပြင်းပြင်းမှားသွားပြီမဟုတ်လား